မင်္ဂလာပါချစ်တို့ရေ cooking with blessing ရာမှကြိုဆိုလိုက်ပါတယ်ခုဂျာမန်နူဒယ်စလတ်လေးတုတ်ပြမှာဖြစ်ပါတယ်လို့အရာကိုစလို့ကောင်းတာနော်ဂျာမန်ရင်းနဲ့ရင်ညွတ်တဲ့ဂျာမန်နူဒယ်စလတ်လေးပါဒီဂျာမန်နူဒယ်စလတ်လေးလုတ်ထားလိုက်ပြီဆိုရင်လေပြတ်တက်လွတ်သမားတွေကပူဆောင်လို့ရအိမ်မှာတခုခုပွဲတွေပါတယ်လို့ပြီးဆိုအသားနဲ့သွဲစားဖို့တခုခုနဲ့သွဲစားဖို့ဆိုနေဒါလေးလုတ်ထားလိုက်ဆိုပြီးရောနော်ကဲဒါဆိုရင်တော့အခုပဲစလို့ကြည့်လိုက်ရအောင်လားချစ်တို့ရေ let's go ပြဆက်တင်ကြမယ်လို့အတက်ပစ္စည်းလေးရတော့ခောက်ဆွဲပုံစံလေးရဒီလိုမျိုးလေးဝယ်ထားမယ်အမတခွာတီးချိုးပေါ့နော်အမတန်လွင်တီးတို့ခိစာအမတို့နော်ဒီဆလတ်လေးလိုပါလေလို့နော်ကဲခရမ်းချင်တီးလေးပါလိုတယ်ကဲဗမာဥဆုံးခောက်ဆွဲပြုတ်ဖို့အတွက်စီနဲ့စားလေးနည်းနည်းထည့်ပြီးတော့မရည်ဆိုးတဲ့အထည်ဆောင်မယ်ပြီးတော့မှဒီခောက်ဆွဲလေးကို ောက်ဆွဲရအပုမျိုးပါလို့ဘယ်လိုမျိုးဆိုပို့လိုက်ဖက်ကမှာကဲဒါလေးကိုအဲမိနစ်20လောက်ချက်လိုက်လို့ရှိရင်ဒီလိုအီးအီးလေးထွက်လာပြီအဲ့ဒါကိုရေးစစ်ပြီးတော့မှပြစင်ရတော့အမှအဲစစ်ထားလိုက်မယ်နော်ဟွန်းအခုကအစင်တင်လေးဖြတ်ထားပါပြီလို့အားလုံးအစင်တင်ပါပဲလို့နော်ကဲတုပ်ဖို့အစင်တင်ပါဒါလေးကိုကြောက်တော့ပြစင်ရစီလေး ရေးစစ်ပြီးတော့စီလေးပါနဲ့နဲ့လေးတုတ်ထားလိုက်တယ်စီနဲ့ဆားလေးနဲ့ပေါ့နော်နည်းနည်းလေးတုတ်ထားလိုက်တယ်စီလေးရဲ့ကဲအခုအစင်တင်ပါတုတ်ဖို့ဒါအေးခံသွားပြီလေအေးနေပြီအေးမအခုစားတုတ်လို့ရပါပြီလို့အေးစားပေါ့လေဒါတော့တတ်တလွတ်သမားတွေအတွက်ဆိုရင် အမတားမှလိုက်ဖက်တဲ့အစားစားမျိုးကဲခရမ်းချင်တီနဲ့တန်လွင်တီလေးကိုနည်းနည်းတတိလေးလေးထားတာလေးကိုထည့်မယ် ရန်ကျင်တရားလေအလုံးသေးလိုမျိုးဆိုပိုကောင်းတယ်နော်လို့ဆိုတော့ကကဲဒါက cheese အမားပေါ့နော်သူ့စားလိုက်လို့ရှင်လေစိမ့်စိမ့်လေးနဲ့အဲ့လိုပုံစံလေးမမလေးပေါ့နော်အဲ့လိုပုံစံလေးပါလို့ cheese အမားပါပြီးတော့ဒါကတခွားသီးကိုသူတို့음နတ်ထားတာမျိုးပေါ့တခွားသီးချင်းချင်းချိုလေးပါလို့အဲ့ဒါ ready made ထုတ်လေးပေါ့နော် ပြီးရင်အဓိကတော့ဒီဆလတ်ကဒီဆလတ်လေးကိုကြာသူ့ရဲ့နာမည်ကရိုကိုလာလို့ခေါ်တယ်။ဒီဂျာမန်မှာမရှိမဖြစ်လူတော်ဟဲ့ကြတယ်။အနာကတော်တော်ပြင်းတယ်။ဒါမဲ့ဒီ olive oil တွေပါတယ်ထဲမှာတုပ်စားလိုက်ရင်အရာကိုစားလို့ကောင်းတာ။သမုထူးခြားတဲ့အရာတာမျိုးပေါ့ကွယ်ဒီဆလတ်ကတော့အမစားလေးထဲမှာငရုတ်ကောင်းတယ်နဲ့လို့ထည့်ပြီးရင်တော့ရောသမမွေးလိုက်မယ်။ကဲရောသမမွေးတဲ့အခါမှာဟို အတီးအနောင်ရောအဲ့လိုနည်းနည်းမညစ်ပဲနဲ့ပေါ့နော်ဒီအရွက်လေးတွေကိုကြတော့နည်းနည်းအဲတုတ်တာမျိုးပုံစံလေးညစ်ပြီးတော့မှဒီခောက်ဆွဲဆလတ်လေးနဲ့ရောလိုက်မှမျိုးသူမျိုးဒီခရမ်းချင်းကြီးတို့ဘာလို့တိတ်ညစ်ဆံမလို့အဲ့တလို့ပုံစံလေးဒါလေးပြလဲစောအရာကကိုကြိုက်တာအိမ်မှာသူကခုမွေးနေ့ပွဲလုပ်ထားပြီဆိုရင်လေကလေးတွေရဲ့အဲမွေးနေ့ပါတီဆိုရင် ကြက်ကြော်တို့ဘာတို့နဲ့တွဲစားမယ်ဆိုလဲဒါလေးလုတ်ထားပေးလိုက်ရပြီးရောပဲဒါလေးရဲ့ကြက်ကြော်လေးရဲ့ပေါ့နော်အဲ့လိုပုံစံလေးလုတ်ထားခဲ့အခုမြည်ကြည့်မယ်ပြီးပြီဆိုတော့အရာကိုစလုတ်ကောင်းနော်ဒီလိုလေးလုတ်စားကြည့်ပါလို့ကဲမြည်ကြည့်မယ်ပလစရတော့အမပွဲတော်ဖို့အစဉ်တင်လေးအဲတဲ့အန်တီတယောက်ရဲ့မွေးနေ့ပွဲမှာ သူကလည်းအစားတော့မျိုးစုံမှထားတယ်ဒါပေမဲ့ဒါလေးကိုလည်းတမဲပေါ့နော်ပလစင်ကမေတ္တာနဲ့ချက်လှုပ်ပေးသွားတာပေါ့လေခဲစားချပါဦးခဲစားချပါဦးအရင်စားကောက်နေရောနော်ခဲဒါဆိုထဲ့ပြီးထဲမှတဲသွားတော့ပါမယ်လို့လှုပ်စားချင်နော်ချစ်တော့အဲကလေးတွေလည်းအရင်ကြအာဟာရလည်းလေအရင်ကိုရှည်တာမို့လက်လက်ဆက်ဆက်လေးမို့လေနော် အရန်ကိုလိုက်ဖက်တဲ့အစားစာတမျိုးပါလို့သုတ်စားကြည့်ပါတော့ကဲဆိုအားလုံးပဲကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့နောက်ဗီဒီယိုမှာလည်းထပ်ပြီးဆုံတွေ့ရအောင်เนาะကဲအားလုံး thank you ပါ see you